အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ page admin ကိုကျွန်တော်တို့ဘယ်လိုပေးရမလဲဆိုတာတစ်ချက်ပြောပြတော့မှာဖြစ်ပါတယ်။အဲကျွန်တော် page admin ဆိုတာကျွန်တော်တို့ဒီ page ကိုကင်ထားလို့ရတယ်လို့ပြောလို့ရတယ်ပေါ့နော်။အကုန်လုံး control လုပ်လို့ရတယ်လို့ပြောလို့ရတယ်။ post တွေကိုဖြတ်လို့ရတယ်၊တင်လို့ရတယ်ပြီးတော့ add ထဲမှာရှိတဲ့ admin တွေကိုထုတ်လို့ရတယ်၊ထည့်လို့ရတယ်ပေါ့နော်။အဲ့ဒါတွေကိုလုပ်နိုင်တဲ့သူကျွန်တော် page admin လို့ခေါ်ပါတယ်။အာ page admin ကိုကျွန်တော်တို့အာထည့်ဖို့ပေါ့နော်။ကျွန်တော်တို့ထည့်ဖို့ဆိုရင်ကျွန်တော်တို့ဒီ ဒီ professional desktop ထဲကနေတစ်ချက်သွားပြီးတော့ဒီ page asset ကိုသွားလိုက်ရတယ်ပေါ့နော်တကယ်လို့ဖုန်းထဲမှာဆိုရင်တော့အာနည်းနည်းတော့ပိုများလိမ့်မယ်ဗျ step ကတော့လေအာကျွန်တော်ဖုန်းထဲမှာဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့တစ်ချက်ပြောပြပေးမယ်နော်အာအရင်ဆုံးကျွန်တော်တို့ setting ထဲကိုတော့ရပါမယ် setting ပေါ့နော် setting ဖုန်း setting ပေါ့နော် facebook ရဲ့ setting ထဲကိုတွားမယ် page ထဲအရင်ဝင်ပြီးတော့ပေါ့နော်အဲအထဲမှာအောက်မှာမှာကျွန်တော်တို့ page setup ဆိုတာရှိပါတယ်အဲ page setup လေးကိုတစ်ချက်နှိပ်ပါပြီးရင်ကျွန်တော်တို့ဒီမှာ page asset ဆိုတာရှိပါတယ် အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ admin တွေထည့်လို့ရရပေါ့နော်အာဒီနေရာမှာကျွန်တော်ပြောချင်တာကဥပမာကိုကဒီကိုပေးချင်တဲ့ admin မျိုးစားလိုက်ပုံမူဒီပြီးပေးလို့ရရပေါ့နော်ဥပမာကိုကဒီ tag asset ဆိုတာပေးချင်တယ်ဆိုရင်ဒီအောက်ကနေပြီးတော့ပေးလိုက်ရုံပဲပေါ့နော်ဒီကနေပေးရမှာပေါ့နော်တကယ်လို့ကိုက full asset ပေးချင်တယ်ဆိုရင်တော့ဒီအပေါ်က Facebook asset ဆိုတာလေးကိုပေးရမှာဖြစ်ပါတယ် ာထက်အဆက်နဲ့ Facebook အဆက်ဘာကွာလဲဆိုတော့ထက်အဆက်ဆိုတာကကြည်ကျွန်တော်တို့ဒီဖူးမရဘူးပေါ့နော်ဖူးမရဘူးဆိုတော့ကျွန်တော်တို့ content တွေ create လုပ်လို့ရမယ် post လို့ရမယ် content တွေဖြတ်လို့ရမယ်ပေါ့နော်ဒီတိုင်း analyze လုပ်လို့ရမယ်ပေါ့နော်အာပြီးတော့သူမရတာပါလေဆိုတော့ဒီ page admin တွေအတွင်းထုတ်လို့တာဒီတက်အဆက်ကမရပါဘူးတကယ်လို့အာကိုကအဲ့ဒီအကောက်ကို admin ပေးလိုက်မယ်အဲ့ဒီအကောက်ကသူကဒီ monetization တွေပါတွေ shop ပေးမှာဆိုရင်တော့ကျွန်တော်တို့ဒီ full asset ပေးရမှာပေါ့နော်အာနည်းနည်း full asset မှာပဲကျွန်တော်တို့ monetization တို့ဘာတို့ကကြည့်လို့ရတော့အကြောင်းမလို့ပါဗျကျွန်တော်တို့ဒီအခုကတော့ကျွန်တော် example အနေနဲ့ကျွန်တော်တို့ဒီ Facebook asset ဆိုတဲ့ဟာလေးကျွန်တော်ပြီးကြည့်မယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီဟာလေးကိုနှိမ့်လိုက်ပါဗျအပြင်ကျွန်တော် next ပါဒါပြင်တော့ကျွန်တော်တို့ page ရှင်တဲ့လူရဲ့နာမည်ကိုတစ်ချက်ရိုက်လိုက်ပါဗျအဲ့ဒီနေရာမှာကျွန်တော်ဒါလေးရေးလိုက်ပါမယ်။အပြင်ကျွန်တော်ဒီ full asset ပေးမှာဆိုတော့ကျွန်တော်အောက်ကိုဆွဲပါ ပြီးရင်ဒီခလုတ်လေးကိုတစ်ချက်ဖွင့်ပေးဖို့လိုပါတယ် full full control ပေါ့နော်အပြင် keep a setting လို့ရပါပြီအပြင်ကျွန်တော်ရဲ့ password ပေါ့နော်အပြင်ကျွန်တော်တို့စီကို code တစ်ချက်တောင်းလိုက်မယ်အဲ့ဒီ code ကကျွန်တော်ရဲ့ဒီအကောက်ရဲ့ code ပေါ့နော်ဒီ Gmail ကျွန်တော်တို့အကောက်ဖွင့်ထားတဲ့ Gmail ရဲ့ theme မှာတူကြအောင်ပါမို့နော်ဒီ code ကိုကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ် င်ဆက်လိုက်ပါပြီအဲဒါဆိုရင်ကျွန်တော်တို့ဒီ admin ပေးတာအောင်မြင်သွားပြီပေါ့နော်ဟိုဖက်ကနေပြီးတော့မှဒီ admin ကိုလက်ခံလက်ယုံမယ်ပေါ့နော်ကျွန်တော်တို့ဟိုဖက်ကနေပြီးတော့မှကျွန်တော်လက်ခံမဲ့လူတွေက accept ကိုနေပြီးတော့လက်ခံလိုက်ရင်ကျွန်တော်တို့ဒီအကောက်ကိုသူဖက်ကနေလဲဝင်လို့ရပြီပေါ့နော်အဲပုံစံဖြစ်သွားပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဒီဒီဗီဒီယိုကတော့တက်လောက်ပါပဲဗျ